မွန်ပြည်နယ်ကြိုက်ထုံမြို့မှာလိုင်စင်မဲ့ရင်စစ်ဆေးနေတဲ့ရဲတပ်ဖွဲ့ဝင်တအူတနက်နဲ့ပြက်ခတ်ခံရပြီးတေဆုံးခဲ့တယ်လို့ မြို့ကန်တွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။ဇွန်ရှင်းရဲ့မနက်9နာရီခန်းကကြိုက်ထုံမြို့ရန်ကုန်မော်လမြိုင်ကားလန့်နဲ့ကြိုက်ထုံမြို့ရှောင်းလန်းစုံအနီးမှာလုံခြုံရေးရဲတပ်ဖွဲ့နဲ့ရင်ထင်းရဲတပ်ဖွဲ့ဝင်တွေအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေကလိုင်စင်မဲ့ရင်တွေကိုစစ်ဆင်မှုတွေလှုပ်ဆောင်နေစဉ်မော်တော်ဆိုင်ကယ်မောင်းနှင်လာတဲ့မြို့သားတအုပ်ကကြိုက်ထုံမြို့မှာရဲစခန်းကနေတင်းကောင်းဆောင်ဖြစ်သူဒူရဲအုပ်ဝင်းကြိုင်ရဲ့ဦးကောင်းကိုတနက်နဲ့ပြစ်ခတ်ပြီးမော်တော်ဆိုင်ကယ်ကိုမောင်းနှင်ထွက်ပြေးသွားတာဖြစ်တယ်လို့သိရကြောင်းကြိုက်ထုံမြို့ကတအုပ်ကပြောပါရယ် ၎င်းကဆက်လက်ပြီးတနက်နေ့ပြစ်ခတ်ခံလဲရတဲ့ဒူရဲအုပ်ဝင်းကြိုင်ကအခင်းဖြစ်တဲ့နေရာမှာပဲတည်ဆုံးခဲ့တယ်လို့ကြားသိရပါဗျ။အခင်းဖြစ်တော့တိုက်ထုံမြို့အဝင်ထွက်နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပိတ်ဆို့စစ်ဆေးရှာဖွေမှုတွေလှုပ်ဆောင်ခဲ့ပါတယ်လို့ပြောပါရယ်။လိုင်စင်မဲ့ရင်တွေစစ်ဆေးမှု လုပ်နေတဲ့နေရာမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိပေမဲ့အပြန်အလှန်ပြစ်ခတ်ခြင်းမျိုးတော့မရှိခဲ့ကြောင်းအဆိုပါမြို့ကန်ကဆိုပါရယ်။ပြီးခဲ့တဲ့ဇွန်9ရက်ညနေ6နာရီခန့်ကဘီလင်းမြို့နယ်ကောက်ကတုတ်ကျေးရွာအနီးဘီလင်းတောင်စွန်ကလန်မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကလိုင်စင်မဲ့ရင်တွေစစ်ဆေးနေတဲ့နေရာအနီးမှာလက်လုံမိုင်းပေါက်ကွဲမှုကြောင့်အရဲသားတအူးသေဆုံးပြီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်။